မင်္ဂလာပါအသက်အရွယ်ကြောင့်ဖြစ်ဖြစ် life style ကြောင့်ဖြစ်ဖြစ်ခါနာခြင်းတွေကနေကာကွယ်ဖို့တတ်တာဖို့ဒီလေ့ကျင့်ခန်းတစ်ခုကိုပြုလုပ်ကြည့်ဖို့အကြံပြုချင်ပါတယ်ပထမဆုံးလေ့ကျင့်ခန်းလေးကတော့ဝေးအားမောက်ထားပြီးမှလက်ကလေးကိုတံတောင်နဲ့ဖိထားမယ်လက်ဝါးလေးရတယ်ချမ်းမြင်မှာအပြားလိုက်ချတာမယ်ခြေောက်ကလည်းဒီတိုင်းလေးဖြော့ချထားလိုက်မယ်နော်ဒီနေသားအနေမှာတံတောင်စင်လေးကိုအားယူပြီးတော့အပေါ်ကိုယောက်ထားရမယ်ကောင်းလေးလေးလေးပေါ်ထားပြရနော်ဒီပုံစံလေးတိုင်းပဲ10မိနစ်လောက်ထိန်းထားပြရမှာဖြစ်ပါတယ်ဗျလေ့ကျင့်ခန်းလေးကခါနောက်မှာရှိတဲ့ကြော်သားတွေကိုလှုပ်ဆော်ပြီးလေ့ကျင့်ခန်းလေး ဖြစ်ပါတယ်ဗျဒုတိယလေ့ကျင့်ခန်းလေးကတော့ဒူးတုတ်ပြီးထိုင်ထားလိုက်မယ်ပြီးတော့ရင်လက်ကိုပြေပြေချင်းအရှိကိုဆန့်သွားပြီးမှကြောလေးအဖြောင်းအတိုင်းလေးပဲခေါင်းလေးပါငုံပြီးမှကျန်ပြန်မှထိထားအောင်ဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကခါနောက်မှာရှိတဲ့တဲမောင်မှုတွေကိုပြေရော့စေဖို့အထောက်အကူပေးမယ်လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဗျဒီပုံစံလေးတိုင်း10မိနစ်လောက်ပြုလုပ်ပြရမှာဖြစ်ပါတယ်ဗျ ဟုတ်ကဲ့ကျွန်တော်အခုပြခဲ့တဲ့လေ့ကျင့်ခန်းလေးနှစ်မျိုးပါမိမိက lifestyle ကြောင့်ဖြစ်ဖြစ်အသက်အရွယ်ကြောင့်ဖြစ်ဖြစ်ခါနာတာတွေဖြစ်ပေါ်လာပြီဆိုရင်ဒီလေ့ကျင့်ခန်းလေးနှစ်ခုကိုထည့်သွင်းလေ့ကျင့်ကြည့်ဖို့အကြံပြုချင်ပါတယ်လေ့ကျင့်ခန်းလေးတွေကခါနာတွေကိုတတ်တာဖို့ခါနာခြင်းကိုလည်းကြိုတင်ကာဝယ်ဖို့အထောက်အပံ့မဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်လေ့ကျင့်ခန်းလေးကမိတ်ဆွေတို့အဆင်ပြေမယ်အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုစောင့်နေကြည့်ပြီးလို့လည်းအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုလူလေးပါပေါင်ပလင်ရာကျော်ရဲ့တွေနဲ့အလုံများလို့လေ့ကျင့်ခန်းတွေအချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကို အိမ်မာနေရင်ပြန်လဲကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကုညီနည်းပြပေးနေတဲ့ fellow guide တယောက်ဖြစ်ပါတယ်